င်္ဂလာပါခင်ဗျာ2025ခုနှစ်မတ်လ15ရက်နေ့အတွက်မိုးလေဝသနဲ့ဇလပိဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလပိဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေနေများမှာစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမတ်လရဲ့ပုံမှန်ဝင်ကျင်တော့ထက်3ဒီဂရီဆဲလ်ဆီယပ်မှ4ဒီဂရီဆဲလ်ဆီယပ်အထိနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းနေပြည်တော်ပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမတ်လရဲ့ပုံမှန်မှုကျန်တော့ထက်နှစ်ဒီဂရီဆဲလ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်မှာမတ်လရဲ့ပုံမှန်မှုကျန်အောင်၄ဒီဂရီဆဲလ်စီယပ်ရောင်းခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့မတ်လရဲ့ပုံမှန်မှုကျန်ခန့်သာရှိခဲ့ပါတယ်၂025ခုနှစ်မတ်လ၁၄ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူကျင်များကတော့6မြို့မှာ43တက်တမ1ဒီဂရီဆဲလ်စီယပ်ညောင်မြို့မှာ47တက်တမ8ဒီဂရီဆဲလ်စီယပ် မကွေးမြို့မှာ58.6ဒီဂရီဆယ်စီယက်စင်ပြူကျွန်းမြို့မှာ58.5ဒီဂရီဆယ်စီယက်မန္တလေးမြို့နယ်အောင်လံမြို့တို့မှာ58.3ဒီဂရီဆယ်စီယက်စီမြင်းကြံမြို့မှာ58.1ဒီဂရီဆယ်စီယက်မြင်းမှုမြို့နယ်စကိုင်းမြို့တို့မှာ58ဒီဂရီဆယ်စီယက်စီတတဲဦးလေးချောင်းမိုးလေဝသတောင်နှင်းချင်းမြို့နယ်မြင်းမှုမြို့တို့မှာ58.5ဒီဂရီဆယ်စီယက်စီနဲ့ပြည်မြို့မှာ58.4ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ် မတားပေါ်ရာမွေးခြင်းများမှာပူတောင်မြို့မှာ3.55လက်မမချမ်းပေါ်မြို့မှာ3.39လက်မနဲ့နေမြို့မှာ3.11လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လည်းတနအိကွဲချိန်မိုးလေဝသဂျူရူးမှာဖမ်းအောင်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတိမ်အနှင်းငယ်မှာတိမ်အထင်ထင်ဖြစ်တော့နေပြီးကြံဒေသများမှာတိမ်ကင်းဆင်သလောက်ရှိနေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာလေပြင်းအားညွန်နေနေတာကိုတွေ့ရပါတယ်။မြမပင်လေပြင်းမှာလိုင်းနှင်းငယ်မှာလိုင်းအထင်ထင်ရှိပါမယ်။လိုင်းမြင့်မှာမြမကန်ရန်တလျှောက်နဲ့ကန်းလုံးပင်လေပြင်းတို့မှာလေးပင်မှာ6ပေခန့်ရှိနေပါတယ်။မနှက်ပြတ်မနှက်အထိခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးတချုံရွာပါမယ်။ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိုင်အထက်အထက်ဖြစ်တော်ပြီးရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှေ့ပိုင်း၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာအများအားဖြင့်တာယာပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလည်းဖြစ်ပေါ်နိုင်တဲ့ ုလဝတ္တနဲ့ဇလမေတာခံမှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့နေတဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ27ဒီဂရီဆယ်စီယက်80ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်နေတဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ27ဒီဂရီဆယ်စီယက်80ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် မန္တလေးမြို့နယ်နေရွားအတွက်မနှက်ဖြန်မနှက်ထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလဲအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးဖွင့်ချိန်မှာ40ဒီဂရီဆက်စီရဲ့104ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဖွင့်ချိန်မှာ27ဒီဂရီဆက်စီရဲ့80ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးဆက်လက်ထိချုံထွာပါမယ်နှွေကာလမှာဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်များနဲ့ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက် မြန်မာနိုင်ငံအရရမှာຫນွေကာလဖြစ်တဲ့မတ်လ AP လနဲ့မေလများတွင်နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာရမှာအပူပြန်တက်တိမ်များဖြစ်ထွန်း၍မွန်လွယ်ညနေပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီးအဆိုပါမိုးတိမ်တောင်များရွှေ့လျားရာနေရာတချို့မှာလေပြင်းများတိုက်ခတ်ခြင်းလေပြင်းနဲ့အတူထိကျုံခြင်းမိုးကျပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းနဲ့နေရာကွက်ကြားမိုးတကြုံရခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေဟာ တနအီကိုမိုင်40မှမိုင်50အထိတိုက်ခတ်နေပါတယ်။အကြံပြုချက်ဒုဖြစ်ပါ၍ပြည်သူများနေဖြင့်ငွေကာလဖြစ်တဲ့မတ်လ AP လနဲ့မေလများတွင်ဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်များနဲ့ပတ်သက်၍အထူးဂရုပြုနေထိုင်သွားကြပါရန်နဲ့ပြည်ရင်းလေကြောင်းပြန်သန်းရေးနဲ့ရေကြောင်းခေးစဉ်များအနေဖြင့်လည်းချိုးတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါတယ်။မြေရဲ့ချင်းတဲ့တွင်အေရီမြေရာဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းထွာချက်အရာ မန္တလေးမြို့မှာ285စင်တီမီတာသို့ရောက်ရှိနေပါတယ်။အဆိုပါမြေဟာနောက်9ရက်အတွင်းလက်ရှိရေမတ်ထက်3ပေခန့်မြင့်တက်လာနိုင်ပြီးရှေးမြို့ရဲ့ရေနေသတိပေးမဲ့360စင်တီမီတာအထက်သို့ပြန်လည်ရောက်ရှိနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလယ်နက်နိုင်ချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှထမ်းသာကြပါစေခင်ဗျာ။